လက်ရှိချစ်သူကိုတခြားမင်းကလေးထံကနေလူယူထားတဲ့အကြောင်းတွေထွက်ပေါ်လာပြီးဒုတိယနောက်ဖို့အခြားဖြစ်လာခဲ့တဲ့ယွန်းယွန်း ။နာမည်ကြီးမင်းသမီးတယောက်ဖြစ်တယ်လို့ချစ်စရာကောင်းတဲ့နော်ဖွဲ့ရဲ့ဌာက73နှစ်ကြာတွေ့ခဲ့တဲ့လွှမ်းပိုင်တို့ဇုံတွေကိုဝင်ဖြတ်ခဲ့ပြီးသူ့ကြောင့်လမ်းခွဲခဲ့ရတဲ့အတွဲတွေလည်းရှိခဲ့ပါသေး။လက်ရှိတွဲနေတဲ့ချစ်သူကလည်း7နှစ်ကြာတွေ့ခဲ့တဲ့တခြားမင်းကလေးစီကနေလူထားတာဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်နော်ဖွဲ့ရဲ့ဌာကဝန်ခံလာရပါတော့တယ်။ယောဂီကဘလောက်ပဲချော်ပါစီသူများရဲ့ဇုံတွဲကြားတွေကိုဝန်လုပ်တဲ့သူဖြစ်တာကြောင့်နော်ဖွဲ့ရဲ့ဌာလည်းအောင်မြင်မှုနဲ့ဝေးကွာသွားရပါတော့တယ်။နော်ဖွဲ့ရဲ့ဌာနီတူသတင်းတွေထွက်ပေါ်လာခဲ့သူကတော့ကလေးသေးဆောင်အဖြစ်လောက်ကင်ခဲ့တဲ့ယွန်းယွန်းဖြစ်ပါတယ်။ယွန်းယွန်းကဒီရက်ပိုင်းမှာတော့ချစ်သူအတင်းနဲ့တူ ကရသွန်တွန်းလာလုံနေတဲ့ဗီဒီယိုပေါ်ထွက်လာခဲ့ပါတယ်။သူရဲ့ခြေသူကတော့ဒါမှအမှုပညာရှင်တယောက်မဟုတ်ဘဲမန္တလေးမှာရွှေဆိုင်ဖွင့်ထားတဲ့တန့်စင်ဖြစ်ပါတယ်။ တန်စင်ကရွရွနဲ့အတူတရုတ်ဆောင်ပို့ပြီးတော့နောက်ပိုင်းမှာတော့ချစ်သူဖြစ်သွားကြတာပါရွရွကချစ်သူရသွားပြီးဆိုတဲ့တင်ထပ်ပေါ်လာပြီးနောက်မှာတန်စင်ကိုတခြားမိန်းကလေးစီကနေလူယူထားတဲ့အကြောင်းလဲပေါ်ထွက်လာခဲ့ပါတယ်ရှင်အစတော့တန်စင်မှာဆယ်နှစ်ကြာကြာတွေ့ခဲ့ဦးတဲ့ချစ်သူမိန်းကလေးတယောက်ရှိခဲ့ပူပြီးအရန်ချစ်ခဲ့ကြပါတယ်အဲ့ဒီမင်းကလေးနဲ့တန်ဇင်တို့ကရွရွနဲ့မတွေ့ခင်အချိန်အထိအဆင်ပြေနေကြပါတယ်။တန်ဇင်မှာချစ်သူရှိတာကိုရွရွကတည့်ရက်နဲ့တွေ့ခဲ့ပါတယ်။ တန်းစီက10နှစ်ကြာကြာတွေးခဲ့တဲ့မိန်းကလေးကိုတစ္ဆာဖောက်ခဲ့ပြီးတော့ရွံ့ရွံ့နဲ့ဘသူမှမသိအောင်တွဲနေခဲ့တာပါ။ရွံ့ရွံ့နဲ့တန်းစင်တို့တွဲနေတာရှက်လာရှိတဲ့အချိန်ကျမှတစ်ဖက်ကမိန်းကလေးကတိသွားခဲ့ပြီးတော့လန်ခွက်လိုက်ကြပါတော့တယ်။ဒီအကြောင်းတွေကိုတစ်ဖက်ကမိန်းကလေးကတော့ဘာမှထုတ်မပြောခဲ့ပေမဲ့သူ့ရဲ့တငယ်ချင်းကမမြင်ရတော့တာကြောင့်ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။စနေကြောကြတွေးခဲ့တဲ့မိန်းကလေးကအတဝန်းကြီးလေးကဖြစ်ပြီးအချိန်နှီးငရဲ့နှုပြုံမှုတွေကိုပေးဆက်ထားရသူဖြစ်ပါတယ်။ရွရွန်းကလူယူသွားတဲ့အချိန်မှာတော့လမ်းခွဲပေးလိုက်ပြီးဘဝကိုအေးစစ်စစ်ပဲဖြတ်တန်းနေပါတော့တယ်။ သူတို့အကြောင်းကိုဘာမှထုတ်မပြောပေမယ့်ရွရွကတော့ဆိုရှယ်မီဒီယာမှာအရန်ချစ်ခံရတဲ့ပုံစံလုပ်နေတာကြောင့်တကယ်ချင်းဖြစ်သူကအလုံးသိအောင်လို့ပြပြလိုက်ပါတယ်။တန်ဇင်နဲ့တစ်ဖက်မိန်းကလေးပြတ်သွားပြီးတဲ့နောက်မှာတော့ရွရွတို့ကပွဲဒီကိုပါအတူတူတယောက်လာခဲ့ပါတော့တယ်။ ရွေးငါးရီစားရှိတဲ့စီတဝန်းနဲ့အစီအစဉ်တစ်ခုကိုရိုက်ကူးခဲ့ပြီးတော့အဆက်ကွဲခဲ့သေးပါတယ်။အဲ့ဒီတော့ကတော့ငွေရွေးသေးတာကြောင့်ရွေးရုံးကိုနားလည်ခွလွတ်ပြီးခဲ့ကြပါတယ်။ဒါပေမဲ့ဒီတစ်ခါမှလည်းရွေးရုံးကစနစ်ကြောကြာဆုံးတွဲလေးကိုလွတ်ယူတဲ့တဲ့ရင်ကထွက်ပေါ်လာခဲ့ပြန်ပါတယ်။စီတဝန်းတို့အတွေ့အကြုံကိုဝင်ခွက်လို့အမှုပညာအလုပ်ကိုနားခင်ရပြီးလူရှိကနေပြောက်ွယ်သွားခဲ့မှုပါတယ်။အဲ့ဒီတော့ကလည်းစီတဝန်းရဲ့ချစ်သူကရွေးရုံးအကြောင်းလေးကိုထုတ်ပြောခဲ့တာကြောင့်အဆက်တွေလည်းရခဲ့မှုပါတယ်။ရွင်ကအခုတော့တန်စင်နဲ့ပြောရွှင်နေပြီးစကားတွေလည်းမရိုက်ဖြစ်တော့ပါဘူးတန်စင်ကရွင်ကိုလူလေးသေးမရှိအောင်ချစ်ပေးပြီးန ားလည်မှုတွေလည်းပြည့်ဝပေးထားပါတယ်။ပွဲတွေမှာလည်းတူတူဖြောပြနေပြီးတော့လူအများအားကြားရတဲ့ဇုံတွေလေးဖြစ်နေပါတယ်။ဒါပေမဲ့နောက်ွယ်မှာတော့ဆယ်နှစ်ကြာပြည့်ဆက်ထားတဲ့မင်းကလေးတယောက်ရှင်နေခဲ့ပြီးအဲ့ဒီမင်းကလေးရဲ့တငယ်ချင်းကအားလုံးသိအောင်လို့ပြပြလိုက်ပါတော့တယ်။ ယွန်းယွန်းကအသက်ငငယ်လေးကတည်းကပြည်သက်တွေအချစ်ကိုရထားပြီးမေအရွယ်ရောက်လာတဲ့အချိန်မှာတော့သူ့တည်င်းတွေကထွက်ပေါ်လာပါတော့တယ်အကယ်ဒမီရထားတဲ့မင်းသမီးဖြစ်ပေမယ့်စကားတွေမရရပဲနောက်ထပ်ပေါ်လာတဲ့မင်းသမီးတွေကသူ့ထက်ပိုပြီးတော့အောင်မြင်နေကြပါပြီသူများရဲ့အတွဲကိုလမ်းခွဲရအောင်လုပ်တဲ့အထိနာမည်ကြီးနေပေမဲ့လေသူ့ရဲ့လက်ရှိချစ်သူကတော့စိတ်မပြတ်သွားပဲအချစ်ကံကောင်းနေခဲ့ပါတယ်တတိကြီးတယောက်လုံးကသူ့ဘေးမှာရှိနေတဲ့အတွက်ယွန်းယွန်းကအားရရှိပြီးတော့ပွဲတွေကိုပါတူတူတက်ရောက်နေပါတယ် ရုပ်ရည်လေးကချစ်စရာကောင်းပေမဲ့သူများအတွဲကိုစနိုက်ခဲ့တဲ့တဲ့ရင်တွေတစ်ခုပြီးတစ်ခုထွက်လာခဲ့တဲ့ရုံရုံအပေါ်ပြည်သက်ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ကြပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်